ကျွန်တော်တို့ဘဝတွေကခက်ခဲမှုတစ်ခုပြီးတစ်ခုနဲ့စမ်းသပ်နေရဲ့စာတင်ကန်းလို့ပါပဲ။တခါတလေပင်မလွန်းလို့ရက်တန့်ချင်တဲ့အချိန်တွေရှိတယ်။ဒီနေ့မှာတော့ခက်ခဲတဲ့အချိန်ကြော်ဖြတ်နည်းဆယ်မျိုးကိုဘဝတင်ကန်းစာအထိညွှန်ဝေပေးခြင်းပါတယ်။ဗီဒီယိုလေးမစခင်ကျွန်တော် YouTube Channel လေးကို Subscribe မလုပ်ရသေးရင်လုပ်ပေးထားပါအောင်နော်။ဒါဆိုရင်ဗီဒီယိုလေးပြန်စလိုက်ရအောင်။နံပါတ်1ခက်ခဲမှုကိုသဘောပေါက်ပါ။တခါတလေလူကြီးမင်းတို့အနေနဲ့ငါဘဝဘာလို့ဒီလောက်ခက်ခဲနေတာလဲဆိုပြီး သွေးမိလိုက်မယ်။ဒါပေမဲ့အခက်ခဲက လူကြီးမင်းရဲ့ဘဝကိုပျက်စီးအောင်လုပ်ဖို့မဟုတ်ပါဘူး။လူကြီးမင်းကိုသင်ကန်းစာပေးဖို့ပါ။အဲ့ဒါကိုသိထားရင်လူကြီးမင်းစိတ်အေးချမ်းမှုရလာပါလိမ့်မယ်။နံပါတ်1စိတ်အေးထားပြီးဖြေရှင်းပါ။ခက်ခဲတဲ့အချိန်မှာစိတ်မတည်ငြိမ်ရင်ဆုံးဖြတ်ချက်တွေမှတ်တတ်ပါရဲ့။လူကြီးမင်းရဲ့စိတ်ကိုအေးအေးဆေးဆေးဖြစ်အောင်အရင်ဆုံးလုပ်ပါ။စိတ်တည်ငြိမ်မှသာပိုပြီးကောင်းတဲ့နည်းနံတွေကိုတွေးခေါ်နိုင်ပါရဲ့။နံပါတ် ဖြစ်ဆုံးတန်ကိုသာအာယုံဆိုင်ပါ အတိတ်ကပြန်ပြင်လို့မရတဲ့အရာပါဒီလိုပဲအနာဂတ်ကလည်းမသေးကြပါဘူးလူကြီးမတူမှာရှိလာကပြစ်ဆုံးပန်ပါပဲပြစ်ဆုံးပန်ကိုတန်ဖိုးထားတဲ့သူမှပဲအနာဂတ်မှာတန်ဖိုးရှိတဲ့အောင်မြင်မှုကို ရရှိနိုင်ပါမယ်နံပါတ်၄မိသားစုနဲ့မိဆွေကောင်းလေကိုအားကိုးပါတယောက်တည်းစဉ်းစားနေလို့ပိုအဆင်မပြေတဲ့အချိန်ရှိပါတယ်အဲ့ဒီအချိန်မှာလူကြီးမင်းတို့ကိုနားလဲပေးနိုင်တယ်မိသားစုဒါမှမဟုတ်မိဆွေကောင်းလေနဲ့ စကားပြောပါတခါတလေတခြားစကားတခွန်းကပဲလူကြီးမင်းတို့ရဲ့စိတ်ကို ပြန်တက်တာလာစေတတ်ပါတယ်နမ၅ကိုကိုကိုအားဖြစ်ပါမိမိကိုကိုချစ်ဖို့မမေ့ပါနဲ့နားလည်မှုလိုအပ်လာတဲ့အခါစိတ်ကိုတည်ငြိမ်အောင်လုပ်ပါတခြင်းနာဟောက်ခြင်းစာဖတ်ခြင်းအဲ့ဒါတွေအားလုံးကလူကြီးမင်းတို့ရဲ့စိတ်ကိုပြန်လည်ထိန်းချိုလာနိုင်ပါတယ်နမ၆အဖြူသဘောဆောင်ထားပါအနုလက္ခဏာတွေနဲ့နေရတာကခက်ခဲပါတယ်ဒါပေမဲ့ အဖြူသဘောဆောင်တာကအအောင်ဆရာကောင်းလောက်အောင်အင်အားတွေရှိပါတယ်။ဒါကလည်းတန်ဖိုးရှိတဲ့သင်ငန်းစာတစ်ခုပဲလို့လူကြီးမင်းရဲ့စိတ်ထဲမှာတွေးလိုက်ပါ။နံပါတ်9လူကြီးမင်းရဲ့ကြီးမားချက်ကိုသတိရပါ။လှုပ်ချင်တဲ့စိတ်တွေမရှိတော့တဲ့အခါမလွဲမသွေ လူကြီးမင်းစတင်ခဲ့တဲ့အကြောင်းကို ပြန်သတိရလိုက်ပါ။ဘာအတွက်စတင်ခဲ့လဲဆိုတာသိတဲ့အခါလူကြီးမင်းရဲ့စိတ်တွေပြန်လည်နှိုးထလာပါလိမ့်မယ်။နံပါတ်10တဖြည်းဖြည်းတိုးတက်အောင်လုပ်ပါ။ တင်းငယ်တဲ့အောင်မြင်မှုတစ်ခုချင်းစီကလူကြီးမင်းရဲ့အနာဂတ်ကိုပြောင်းလဲနိုင်ပါတယ်။လင်မြန်တဲ့အောင်မြင်မှုဆိုတာမရှိပါဘူး။တဖြည်းဖြည်းတိုးတက်လာတာကတကယ်တန်ဖို့ရှိပါတယ်။နံပါတ်၉မိမိကိုယ်ကိုအဖြစ်မတင်ပါနဲ့။လူကြီးမင်းရဲ့ဘဝထဲကအမားတွေကို နာကျင်စရာအဖြစ်မမြင်လိုက်ပါနဲ့။အဲ့ဒါတွေကလူကြီးမင်းကိုပိုတိမြင်လာအောင်လုပ်ပေးနေပါတယ်။နံပါတ်၃၀ခက်ခဲမှုရဲ့အဆုံးသတ်ကိုယုံကြည်ပါ။လူကြီးမင်းကြုံနေရတဲ့အခက်အခဲတွေက အဆုံးသတ်မဟုတ်သေးပါဘူးယုံကြည်မှုမပြတ်လိုက်ပါနဲ့ဘဝကလူကြီးမင်းတို့ကို အလားဆုံးအရာတစ်ခု ပြန်ပြတာဟုစောင့်နေပါတယ်ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်